ာကန်တိုက်ပွဲလက်နက်ကြီးကြားရောက်မှုတွေကြောင့်ဒေသခံတွေတင်းရှောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ကချင်ပြည်နယ်ဖားကန်တိုက်ပွဲတွေမှာစစ်တပ်နဲ့ကချင်လက်လက်ရေးတပ် KIA တို့ကြားမှာလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေကြောင့်စီးရဲတင်းမာနေရလို့ KIA ပြန်ချိုင်းတာဝန်ခံဗိုလ်မှူးကြီးနော်ဘိုးကပြောပါတယ်။ကြောင်စိန်လောက်ွက်တွေရှိတဲ့ဖားကန်ဆိုင်းတောင်ကြီးရွာမှာစစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေနဲ့ KIA PDF ပူးပေါင်းအဖွဲ့တွေကြောင့်မှာတိုက်ပွဲတွေဇက်တိုက်ကိုရှိနေရပါဘူး။ စစ်တပ်ကသရုတ်တက်ဆွဲထားတဲ့တမကုန်းနဲ့ဗျူဟာကုန်းကနေဆိုင်းတောင်ကျေးရွာရဲ့ဘက်ကိုလက်နက်ကြီးနဲ့ဥတီပစ်ခတ်နေတာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဖားကန့်ဗျူဟာကုန်းကနေစက်တင်ဘာလ23ရက်ည7:00နာရီကျော်မှာလက်နက်ကြီးပစ်ခတ်တာတွေကြောင့်မနာမော်ရဲကိုကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူငါးဦးထိခိုက်ဒဏ်ရာရတယ်လို့ဒေသရင်းသတင်းမြစ်ကဖော်ပြထားပါတယ်။ နနေ့ကြီးကြားရောက်ဖို့တွေကြောင့်ဖားကန်မြို့ပေါ်နဲ့ဆိုင်းတောင်ကဒေသခံတွေဟာစက်တင်ဘာလ20ရက်ကစလို့ကားရီဆိုင်ကယ်တွေမှာအလံဖြူထောင်းပြီးမြကြီးနာမုံညင်းဘက်တွေကိုတင်းရှောင်နေကြရလို့ကချင်းသတင်းဌာန KNG ကနေပြီးတော့ဖော်ပြထားပါတယ်။တချို့ရက်ကွက်တွေမှာလည်းမပေါက်ကွဲသေးတဲ့လက်နေကြီးရှိနေတာကြောင့်သတိထားသွားလာဖို့လူမှုကွန်ရက်တွေမှာရေးသားနေကြပါတယ်။တစ်ဖက်မှာလည်းကချင်းပြည်နယ်ခေါင်းလောင်ဖူးမြို့နယ်နဲ့ဆော်လုံမြို့နယ်အဆက်က KNG ပူးပေါင်းတပ်တွေကစက်တင်ဘာ19ရက်ကစပြီးတော့ထိန်းချုပ်ခဲ့တဲ့ လာရင်စင်စခန်းကိုစစ်တပ်ကပြန်ရောက်ဖို့စ조사နေရလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကြောင်းကတော့၄ကီကောတိုက်ပွဲမှာစစ်တပ်က drone နဲ့ missile တွေတုံးနေဆိုတဲ့တင်ကိုတင်ဆက်ပေးခြင်းပါရင်ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ပိုင်းက၄ကီကောမြို့တဲ့အနီးမှာစစ်တပ်နဲ့ကရင်မြို့သားလက်မြောက်ရေးတပ် KNLA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်က missile တုံးချီတဲ့အသေးခံ drone တွေကိုပါအသုံးပြုနေရလို့စီးရင်ချီနေတရှိသူတွေက BBC ကိုပြောပါရင် ကမီကာဆီအသေးခံ drone တွေအဓိကသုံးတယ်မစ်ဆိုင်းတွေသုံးတယ်မစ်ဆိုင်းတွေက2023ဒီဇင်ဘာလကတော့တိုက်ပွဲတွေကလည်းတောင်ပိုင်းမှာစသုံးတော့အခုပြောရရင်လည်းလက်နက်ကြီးအတန်တွေကြားနေရတယ်လို့သူကပြောရင်စစ်တကောင်စက်တင်ဘာလ22ရက်ကစလို့လေကီကွန်ပျူတာကိုစတင်စစ်ကြောင်းထိုးလာပြီးအခုဆိုရင်လေးရမြောင်းနေရှိပါပြီစစ်တပ်စစ်ကြောင်းတွေကလေကီကွန်ပျူတာနဲ့ခန့်မှန်းချင်မိနစ်20လောက်ကောင်းမောင်းရတဲ့အကွာရှိတဲ့ထီးဖယ်ဝါခီကျေးရွာတွေမှာရှိနေတယ်လို့စီးရင်ချင်းတွေသိရှိသူတွေကပြောရင် မနေ့ကအထီးမဲ့ဝါခီတိုက်ပွဲမှာစစ်တပ်ကရိုက်ချိုးခံလိုက်ရတယ်လို့ဖြစ်သွားတယ်။အလောင်းတွေကလည်းအတုံယုံပဲဒီဘက်ကလည်းလက်မထောင်နေတဲ့အခြေအနေဖြစ်ခဲ့တာရေပြင်အခြေအနေမသိမဲနဲ့သူများနေရာကိုဝင်လာတာကိုလို့သူကပြောရတယ်။နောက်ထပ်စီးရင်သတင်းမြင့်သည့်သူတို့ကတော့သူတို့တော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့လိကေကောကဆွဲတော်ကအမြောက်တက်ကိုလိုချင်နေရအဲ့ဒါကြောင့်မလို့တောက်လျှောက်တိုးဖို့လုပ်နေရလို့ပြောရတယ်။စရဂုံဟာလည်းနဲ့ကြီးဖြူဟာကုန်းစကန်ဖြစ်ပြီးတော့မြားရီမျိုးအနေတိုက်ပွဲပြင်ထိုင်းမြန်မာနေဆက်လုံးကျွေးအတွက်လည်းဖြူဟာကြားတဲ့စကန်ဖြစ်တယ်လို့ဆိုရတယ် KNL နဲ့ပူပေါင်းတပ်တွေကဆွေရုံကုန်းစခန်းကိုပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာတိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ကအာရှလမ်းပေါ်ကတင်ငန်းကြီးနောင်ထိန်းချုပ်ပြီးတဲ့နောက်မှာစင်းရဗျူဟာကြတဲ့လက်ခတ်တောင်စခန်းကုန်းကိုပါစစ်တပ်စစ်ကြောင်းတွေဝင်လာပြီးမြောက်ရီတောင်ပိုင်းကလေးကစ်ကိုကိုထိုးစစ်ဆင်နေရပါလက်ရှိ KNL နဲ့ကိုင်းတဲ့ KNL နဲ့ပူပေါင်းတပ်တွေဟာလေးကစ်ကောင်မကြိုက်ကိုလည်းအပြင်းထန်ခုခံနေရလို့စီးရင်ချင်းလေးတရှိသူတွေကပြောပါတယ် စခန်းရရှိပြီးတဲ့နောက်စက်တင်ဘာလ20ရက်ကနေစက်တင်ဘာလ24ရက်ထိကိုတိုက်ပွဲတွေငြိမ်သက်နေခဲ့ပေမယ့်လေကြောင်းတိုက်ခိုက်တာတွေရှိတယ်လို့သူကပြောပါတယ်။စစ်တပ်ကတော့ကချင်ဘက်ကတိုက်ပွဲတွေနဲ့စီးရင်ချင်းတွေကိုထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်းချောင်းကတော့ကြောင်းမဲမြို့နီနားအခမ်းရောမှာတိုက်ပွဲပြင်းထန်ဆဲတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်တန် DNLA ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုချင်းကပ်ဖို့စူးစမ်းတဲ့စစ်ကောင်ရှင်တဲ့စစ်ကြောင်းနဲ့ DNLA တို့တိုက်ပွဲဟာ နိုင်ခန့်ရွာနေမှာပြင်းထန်နေရလို့မြေပြင်ချင်းနေသူကပြောရတယ်။နိုင်ခန့်ရွာနောက်မှာတိုက်ပွဲတွေဖြစ်နေပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကလည်းအပြင်းထန်ကိုခုခံနေရလို့ကြောင်မဲမြို့ကန်တို့ကပြောရတယ်။ကြောင်မဲမြို့နယ်တွေကိုစစ်ကောင်ရှင်တပ်က ထိုးစစ်ဆင်စတင်ခဲ့တာအော်ဂိုလာကုန်ပိုင်းကလေးကဖြစ်ပြီးတော့အဲဒီကလေးကစစ်တပ်နဲ့တောင်းတက်တို့တိုက်ပွဲဆက်ပြီးတော့ဖြစ်နေတာပါ။အခုတော့ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ကြောင်မဲမြို့ကိုဥတီနေတဲ့စစ်တပ်ထိုးစစ်တွေဟာနိုင်ခန့်ရွာနာကနေရှင်းမတွန်းနိုင်သေးဘူးလို့မြေပြင်ချင်းတွေသိရှိသူတို့ကပြောရတယ်။ စစ်တဟာ2029စစ်စင်ရေးတွင်မှတအောင်တက်ထိန်ချုပ်ခဲ့တဲ့ကြောင်မင်းနဲ့ဒီဘောမြို့နယ်တို့ကိုရွေးကောက်ပွဲကျင်းပမယ့်နေပြည်ဖြစ်တဲ့ကြီးညာထားပြီးဖြစ်ပါရင်ကြောင်မင်းနဲ့ဒီဘောမြို့နယ်တို့ဟာတရုတ်ဂျာဝင်ညှိနှိုင်းမှုနဲ့ပြုလုပ်တဲ့တအောင်တက်နဲ့စစ်တပ်တို့ကြားထဲမှာဆွေးနွေးပွဲတွေမှာစစ်တပ်ကပြန်လွှဲပြောင်းပေးဖို့တောင်းဆိုထားတဲ့မြို့နယ်တွေဖြစ်ပါရင်ရှမ်းမြောက်မှာတအောင်တက်သိမ်းခဲ့တဲ့နောင်ချုံမြို့နယ်ကိုစစ်တပ်ကပြန်သိမ်းယူခဲ့ပြီးနောက်နောင်ချုံနဲ့ကလျက်ကကြောင်မင်းမြို့နယ်ကိုဆက်ပြီးတော့ထိုးစစ်ဆင်ခဲ့တာဖြစ်ပါရင် နောင်ချုံမြို့ကနေကြောင်မင်းမြို့ဘက်ကိုအထွန်းကုန်းထွန်းတရာနီကနောင်မြင့်ရွာကောင်းမှုလရွာကိုထိန်းချုပ်လိုက်တာကြောင့်ကုန်းထွန်းနောင်ပိန်လမ်းပိုင်းတစ်ခုလုံးကိုစစ်တပ်ကထိန်းချုပ်နိုင်ခဲ့တာဖြစ်ပိုင်းကြောင်မင်းကိုဦးတည်တဲ့တိုက်ပွဲတွေစတင်ခြင်းကလေးကနောင်ပိန်ရွာရဲ့ကိုလက်နက်ကြီးချလို့ဒေသခံ20ဦးထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်ကလည်းဇူလိုင်လကုန်ပိုင်းကလေးကစတင်တဲ့ကြောင်မင်းနဲ့နောင်ချိုကြတိုက်ပွဲအတွင်းကိုအရက်သားသေဆုံးမှုအများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်အဲ့ကလေးကနောင်ပိန်ကျေးရွာအုပ်စုတွေကကျေးရွာတွေကဒေသခံတွေဟာ ရှမ်းတောင်နဲ့လားရှိုးမြို့ပေါဝင်နီးစပ်ရာတွေကိုဘေးလွတ်ရာရွှေ့ပြောင်းနေကြပါတယ်။စစ်ကောင်မရှင်ကကျင်းပမယ်လို့ပြောထားတယ်။ဒီစမာလာကုံပိုင်းရီကောက်ပွဲမတိုင်မီရှမ်းမြောက်မှာနည်းမြေစုံမွေးလုံနေတဲ့အချိန်မှာပဲနှောင်းချုံမျိုးတိုက်ပွဲမှာကိုကဲစီမံခဲ့တဲ့အမှတ်နှစ်စစ်စင်အထူးဖွဲ့မှုကာစာထားနှင်မှုဒုတိယဘုံမူကြီးနိုင်နိုင်ဦးနေရာမှာစစ်ကောင်မရှင်ကယာရုအပြောင်းလဲလုံလိုက်ပါရင်ဗီဒီယိုလင့်ကိုဆောင်းအောင်ကြည့်ပေးအတွက်ကျေးဇူးထူဝေးတင်ရှိပါရင်နောက်ရက်တွင်ပါလဲ ဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့သတင်းချောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်။